ားလုံးပဲမင်္ဂလာပါ။ Liverpool မြန်မာ fan page ကစတင်ပါ။ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကဒါနောက်ဆုံးရ Liverpool အာသတင်းတူလေးပေါ့နော်။စဝင်စားပွဲသတင်းတူလေးတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ဒါပထမဆုံးနေနဲ့ကျွန်တော် transfer အကြောင်းလေးကျွန်တော်စပြောရအောင်ပေါ့နော်။ ဲလီဗာပူးအတွက်ဒီလာမဲ့ဇန်နဝါရီလပေါ့နော်ဒါဆောင်းဝမ်ဒီ transfer ကတတော်ကိုစိတ်ဝင်စားဖို့ကောင်းနေပြီပေါ့နော်တတော်စိတ်ဝင်စားဖို့ကောင်းနေပြီအဲဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုတပုတ်ဗီဒီယိုထုတ်ထားသေးရပေါ့နော် IP ရောကဒါစီမညူးကလီဗာပူးကိုရောက်လာနိုင်လားဆိုတဲ့ဗီဒီယိုထဲမှာပေါ့နော်အဲဒီထဲမှာကျွန်တော်ပြောထားတာကဒါစီမညူးကတကယ်လို့ပေါ့နော် ဒီဘုံမောက်ကကြိုက်ကြီးခေါ်ထားတဲ့အနိထားဆိုရင်တော့ဒါပါတော့အဲပေါင်85တန်ပတ်ချလဲ80လောက်ဆိုရင်တော့ဒါလေပေါ့ကလက်ဆောင်သွားနိုင်ရှင်ရှိရဲအဲဒါပေမဲ့ဒါ really close တခုခုရှိရဲပေါ့နော် really close ကလည်းဒါ90ပတ်ချလဲလောက်ဆိုရင်တော့လီဗာပူးကိုရောက်နိုင်ချေများတယ်ဆိုပြီးကျွန်တော်ကဒါခမန်းခဲ့တယ်ပေါ့နော်ဆိုတော့အခုဆိုရင်ဒါဒီ Semen New ရဲ့ really close ကဒါထွက်ပေါ်လာခဲ့ပြီလို့ပြောလို့ရတယ်ပေါ့နော်အဲဒီဒါနမကြီး group အပြောင်းအရွှေ group တွေဖြစ်တဲ့ကျွန်တော်တို့ Fabrizio တို့ဒီ အဲအတလက်အာဒီဟိုပါလေဒေးဗစ်အော့စတင်တို့ကအစတာဆီမန်ညိုရဲ့ဗလီကလော့စ်အကြောင်းကိုဒါပြောထားရှိပေါ့နော်အဲလက်ရှိလက်ရှိဆီမန်ညိုရဲ့ဒါစာချုပ်ဖြတ်သိမ်းကြီးပေါ့နော်စာချုပ်ဖြတ်သိမ်းကြီးဒါဗလီကလော့စ်ကပေါင်65အတန်းရှိရဲ့အဲ့ပေါင်65အတန်းဗလီကလော့စ်ကကျွန်တော်တို့လာမယ့်အခုအခုဒီအပြောင်းရွှေ့ပေါ့နော်ဒါလာမယ့် January အပြောင်းရွှေ့ winter transfer မှာစာပြီးအသက်ဝင်လာမယ်အဲဒီဒီ ဒီဒီဝါမှာဒီ transfer မှာအသေးမပြောင်းဖြစ်ဘူးဆိုရင်လေအဲလာမဲ့ဒီ new year ဒီမှာအဲ့ really close ကထပ်ပြီးရောဈေးကျမယ်ဆိုပြီးရောဒါတည်င်းနေအရာကျွန်တော်တို့သိရရပေါ့เนาะဆိုတော့ဒီနေရာမှာလေဘဘူးကအဆုံးဖြတ်ဖို့လူလာရေပေါ့เนาะအခုလက်ရှိဒီ chip sima new ရဲ့တည်င်းနေရာလည်းအရင် high နေတာဖြစ်တယ်လို့ပေါ့เนาะဆိုတော့ပေါင်း65သန်းကိုကျွန်တော်တို့ပေးပြီးတော့ sima new ကိုခေါ်မလားအဲဒါမှမဟုတ်ဒါမှမဟုတ်ကျွန်တော်တို့ဒါ ဒီ quality ခံစမှုတယောက်ပေါ့နော် quality ခံစမှုတယောက်ကိုပဲကျွန်တော်တို့အအသိန်းကိုခေါ်မလားဆိုတဲ့မေးခွန်းဒါမေးစရာရှိလာပြီပေါ့နော်အဲကျွန်တော်ရဲ့အမြင်ကတော့ဒီ65သန်းဆိုတာကအရင်လဲမနှဲသလိုအရင်ကြီးလဲများတဲ့ပမာဏပမာဏတော့မဟုတ်ဘူးဆိုတော့ဒီပေါ်ဘူးကခေါ်ခြင်းလဲဒါခေါ်သွားနိုင်တယ်သူတို့ဘက်ကနေပြီးတော့အဲတိုက်စစ်ပိုင်းကိုထပ်ပြီးတော့အင်အားဖြည့်ဖို့လိုလိုအပ်တယ်လိုရလို့သူတို့ခံစားရတယ်သူတို့တတ်မှတ်တယ်ဆိုရင်ခေါ်နိုင်တယ်ပေါ့နော် အဲအဲ့ဒီဒီစမန်ညူးကလီဗာပူးကိုရောက်နိုင်ကြီးရှိရတဲ့ကအခုဒီနေ့သိရတဲ့နောက်တဲ့သတင်းတစ်ပုဒ်ကသတင်းတစ်ပုဒ်ကဒါဒီစမန်ညူးကလီဗာပူးအသင်းကိုရောက်ဖို့အတွက်အဲပို့ပြီးဖြစ်နိုင်ကြီးရှိရဆိုဆိုပြီးကျွန်တော်သတ်မှတ်လို့ရအဲ့ဒီသတင်းကဘာလဲဆိုတော့အဲဒီမဘူးရဲ့အခုလက်ရှိဒီအသင်းကဒါလူငယ်ကစားသမားလေး2ယောက်ဖြစ်တယ်ဒါနီယိုနီနီယိုနီရဲ့အဒိုင်ယိုနီရဲ့ပေါ့နော်နိုင်ယိုနီရဲ့ဒါရီယိုအန်ဂိုမူဟာရဲ့ကိုကျွန်တော်အငားချမယ်ဆိုတဲ့အသံကြီးစားထွက်လာပြီ ဆိုတော့အာဒီဒီကစားသမားလေးနှစ်ယောက်ကခုမှအသက်ကဒီအာအာဆက်ခွန်ဆက်ခွန်နဲ့စီ18ကျော်19ပဲရှိသေးရဆိုတော့ဒီကစားသမားနှစ်ယောက်ကိုကျွန်တော်တို့ဒီဥရောပအသင်းတွေတော်တော်များများရောပြီးတော့နောက်တစ်ခုကအဲထုံးစံတိုင်းကျွန်တော်တို့အင်္ဂလန်ရဲ့ချန်ပီယံရှစ်အသင်းတော်တော်များများကဒါအငှားခေါ်လို့ရမယ်ဆိုရင်အဲခေါ်ယူခေါ်ယူဖို့ဒါစိတ်ဝင်စားမှုအပြည့်ရှိနေတယ်ပေါ့နော်ဆိုတော့ဒီရီယိုအန်ဂိုမူဟာကလည်းလက်ရှိလီဗာပူးမှာ အာကျွန်တော်တို့ပေါ့နော်ဒါရာသီရာသီစကားပေါ့နော်ရာသီစရာသီဂျိုးနဲ့ရာသီစကားကိုကျွန်တော်တော်တော်ဟိုက်ခဲ့ကြရယ်ပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒါ Louis Diaz နေရာကိုလီဗာပူးကတိုက်ရိုက်အစားထိုးမှုမလုပ်ဘဲနဲ့အာ Real Gomuha ကိုကျွန်တော်တို့ဒါနေရာပေးမယ်ဆိုပြီးတော့အဲအတင်းမှာဒါသူ့ကို first team ကိုသူခေါ်လာခဲ့တယ်အဲ့ပြင်ကိုအစားထိုးမှုလည်းမလုပ်ဘူး အဲအဲ့အတွက်ကျွန်တော်တို့က rewind ကိုမူဟာအပေါ်မှာကျွန်တော်မျှော်လင့်ချက်တော်တော်ထားခဲ့ကြရပေါ့နော်အဲပို့ပြီးတော့မျှော်လင့်ချက်ဖြစ်လာတာကကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပဲဒီ Newcastle နဲ့ပွဲရဲ့ဒါနောက်ဆုံးဒီအနိုင်ကိုပေါ့နော် last minute ဒီ winner goal ကိုသူကသွင်းသွားတာဖြစ်လို့ကျွန်တော်တို့လည်းတော်တော်မျှော်လင့်ချက်ကြီးကြီးဖြစ်ခဲ့ကြတယ်အဲဒါပေမဲ့ တခုကျွန်တော်တို့တတိမထားမိရတခုမေးထားတာကသူကအခုမှဒါ16နှစ်ကျော်ပြီးခဲ့တဲ့ရပိုင်းကမှလပိုင်းကမှကျွန်တော်18နှစ်ပြည့်ချာတလီတယောက်ပဲရှိသေးရဆိုတော့ဒီချာတလီတယောက်အတွက်ကကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲကန့်သတ်ချက်တွေအများကြီးရှိရလိုအပ်ချက်တွေအများကြီးရှိနေရဆိုတော့ကျွန်တော်တို့ကဒါလက်ရှိရှုထားခဲ့ကြရပေါ့နော်အဲပြောချင်တာကလူတိုင်းကဒီလာမယ်ရမယ်မဟုတ်ဘူးနော်အဲရမယ်လို့ဒီကစားသမားမျိုးကကဘာပေါ်မှာ အာသာ၆နှစ်လောက်နဲ့လုံးဝ top level ဒီ elite level မှာဆော့နိုင်တဲ့အသာသမားမျိုးဆိုတာကအတော့ကိုရှားတယ်။ Lionel Messi တို့ကျွန်တော် Cristiano Ronaldo တို့တောင်မှမလုံနိုင်တဲ့ ဒါ level မျိုးပေါ့နော်ပြောချင်တာဒီအသက်အရွယ်တဲမှာဒီလိုမျိုး level မှာဆော့ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အနေအထားတစ်ခုရှိရယ်ဆိုတော့ကျွန်တော်တို့ကလည်းဒါ Rio Ango Muha ကိုအဲတကယ်တကယ်ပေါ့နော်အဲတကယ်တကယ်ဒီ Premier League ပွဲတွေပြီးဒီ EFA Cup တို့လိုမျိုးပွဲတွေမှာကျွန်တော်တို့တုံးကြည့်ရယ်အဲအဲ့ဒီအပြင်ကိုတချို့တော့အဲပွဲတွေမှာကျွန်တော်တို့လူစားလဲပြီးတော့လူစားဝင်ကစားစီရယ်ပေါ့နော်အဲဒါပေမဲ့သူ့စီကနေပြီးတော့ကျွန်တော်တို့အာဒီအရန်ကြီးပေါ့နော်စိတ်လုံးရှားစေရအရန်ကြီးဖြည်းဖြည်းမြောက်မြောက်ဒါ ကစားနိုင်တာမျိုးကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ပြောချင်တာကဒါသူကစားတာကလောဝချေစမ်းမကောင်းတာမျိုးတော့မဟုတ်ဘူးအဲဒါပေမဲ့တာမန်ထက်သိပ်ပြီးတော့မပိုတဲ့အနေထားဖြစ်တဲ့အတွက်အဲရီယွန်ကူမူဟာကလီဗာပူးမှာကစားချိန်ကသိပ်မရဘူးအဲကျွန်တော်ဒီမိနစ်200ကျော်လေးပဲရတာပေါ့နော်ဆိုတော့အာဒီချာတိတယောက်ဒီချာတိကိုကျွန်တော်တို့သူစီရနေပြီးတော့အာဒီအကောင်းဆုံး performance အကောင်းဆုံးညရဖို့ဆိုရင်တေချာဖို့တာကစားချိန်မိနစ်ပေးဖို့လိုရဲပေါ့နော် ့ဒါပေမဲ့လက်ရှိလီဗာပူးရဲ့ဒီအနေအထားရုံးကနေရတဲ့အနေအထားရောလက်ရှိပုံစံအရာအဂူမူဟာကိုနေရာပေးဖို့ဆိုတာကတော်တော်မလွယ်တဲ့အနေအထားပေါ့နော်ဒါပေမဲ့အသိကဒါရက်လက်တွေအရန်ကောင်းနေပေါ့နော်ဒါတပွဲကိုပထမပိုင်းမှာနေ2ကို3ကိုလောက်တွင်းထားတယ်ဒုတိယပိုင်းမိနစ်60 90လောက်မှာအာအဂူမူဟာကိုမိနစ်ပေးနိုင်နေဆိုရင်တော့တမျိုးအခုကအဲ့လိုမဟုတ်ဘူးပေါ့နော်မဟုတ်တာဖြစ်တဲ့အတွက်ဒါအကူမူဟာကိုကျွန်တော်တို့ဒါငှားချမယ်ဆိုတော့ဒီသတင်းတွေကတက်လာပြီပေါ့နော်ဆိုတော့ဒီသတင်းနောက်ခုကိုကျွန်တော်တို့ချိတ်ဆက်ကြည့်ရတဲ့အခါကျရင် အဲရီယွန်ဂိုမူဟာကဒီအဲနိုင်ယိုနီနဲ့အတူအငှားထွက်သွားမယ်ဆိုရင်တော့ဒီအာဆမဲညိုကရောက်ဖို့ရာခိုင်နှုန်းတော်တော်များလာလိမ့်မယ်လို့ကျွန်တော်ယူဆရပါဘောနော်အဲဒါကဆမဲညိုရဲ့တင်းပေါ့နော်ဆမဲညိုကခုနပြောသလိုရယ်လီကလော့စ်က65မီလီယံဖောင်ရှိရဲဒီလာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာစပြီးရောအသက်ဝင်လာမှာဖြစ်တယ်ပေါ့နော်အဲပြီးနောက်တဲ့တင်းတစ်ပုဒ်ကအဲကျွန်တော်တို့ပေါ့နော် Robbie Fowler ကပြောတာက Robbie Fowler က ဒီသူသူ mention လောက်တာကသူကဒီ Seman New ထပ်စာရင်တော့သူက Brighton ရဲ့တိုက်စစ်ကစားသမားတောင်ပိုင်းကစားသမားဖြစ်တဲ့ Mintash ကိုသူကပို့ပြီးတော့သဘောကျတယ်။အဲ Mintash ရဲ့ဒီကစားပုံကစားပေါက်က Liverpool နဲ့ပို့ပြီးတော့အာဒါ suit ဖြစ်နိုင်မယ်လို့သူကဒါမြင်တယ်လို့သူပြောသွားရှိရယ်ပေါ့နော်။ဒါဒီယာကတော့အာညီကိုတို့ Seman New Seman New လား Mintash ကလားတော့ဒါကိုယ့်ရဲ့အခုကြိုက်တဲ့အကူပဲပေါ့နော်။ပြီးတော့နောက်တစ်ခါကျတော့ အဲကျွန်တော်တို့ Liverpool အသင်းကဒါဒီ Liverpool ရဲ့ official Facebook page ဆို website တို့မှာလည်းဒါကြီးညာသွားပါပြီအဲ American ရဲ့ဒါဒီ digital ပေါ့နော် digital digital finance company တစ်ခုဖြစ်တဲ့ ပေပယ်နဲ့ကျွန်တော်တို့စာချုပ်စာချုပ်ချုပ်လိုက်တယ်ပေါ့နော် commercial စာချုပ်ချုပ်လိုက်တယ်အဲဒီ commercial စာချုပ်ကနေပြီးတော့ကျွန်တော်တို့ကဒါဒီ American dollar 52တန်းပတ်ချလေလောက်ထိအဲကျွန်တော်ရမယ်လို့ကျွန်တော်မျှော်မှန်းထားတယ်ပေါ့နော်အဲအဲ့ဒီအပြင်ကိုအဲဒီ commercial စာချုပ်ကြောင့် Liverpool ရဲ့ဒီ commercial တဲ့ commercial ကနေပြီးတော့ရမယ်ဝင်ဝင်က ဒီ American dollar 400နဲ့၄သန်းဝန်းကျင်လောက်ထိကိုရှိလာမယ်လို့ကျွန်တော်တို့ခန့်မှန်းရရပါတော့။အဲဒီရောက်ကြည့်ချင်းအဖြစ်ကျွန်တော်တို့အာဒီဟိုအရင်က old school ဒီဘောဖန်နေဆိုရင်ကျွန်တော်တို့သိလိမ့်မယ်ပေါ့နော်။ဒီဘောကဒီ financial နဲ့ပတ်သက်တဲ့အဲဒီအခါမှာ financial နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးရုံးကန်ခဲ့ရတာပေါ့နော်။အထူးသဖြင့်ဒီအဲဒီ Trungilas တဲ့ဒီ Georgilas နဲ့အာ Georgilas တို့ဒီပိုင်ရှင်နှစ်ယောက်ပေါ့နော်။သူတို့လက်ထက်မှာဆိုရင်ဒီဘောက financial နဲ့ပတ်သက်တဲ့ အပြစ်ဒဏ်တော်တော်များများကျွန်တော်တို့ကြုံတွေ့ခဲ့ရတာအဲကစားသမားတွေလည်းဖြစ်ဖြစ်မြဲမြဲမခေါ်ယူနိုင်သလိုရှိရင်းစွဲဒီထိတ်တန့်ကစားသမားတွေကိုကျွန်တော်လက်လွတ်ဆုံးရှုံးခဲ့ရတာပေါ့နော်ဆိုတော့အဲ့ဒီအနေထားနဲ့ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့လက်ရှိဒါ financial ဒီ status ကတော်တော်ကြီးကိုမြင့်မြတ်မှရှိလာတာကိုကျွန်တော်တို့တွေ့ရတယ်အဲဒီအရာကပဲကလပ်ရဲ့ရေရှည်အဲရေရှည်ဒီဘယ်လိုပြောမလဲရေရှည်ရက်တီမှုနဲ့ကစားသမားအခေါ်ယူမှုအပိုင်းတွေမှာအများကြီးတိုးတက်နိုင်နာမယ်လို့ကျွန်တော်တို့ယုံကြည်ထားလို့ရတယ်ပေါ့နော် ဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ပေါ့နော် Real Madrid ကအခုလက်ရှိအဲ Trapolita Kolahala တရင်းနေအရာဒါ Liverpool ရဲ့ ခွင့်လေးကစားသမားဖြစ်တဲ့ကျွန်တော် Dominic Soboslai ကိုသူတို့ခေါ်ယူစိတ်ဝင်စားနေရလို့သတင်းတွေရသိရရဲ့အဲအဲ့ဒီအပြင်ကို Dominic Soboslai ကိုမရဘူးဆိုရင်သူတို့က Chelsea အသင်းရဲ့အဓိကခွင့်လေးကစားသမားဖြစ်တဲ့ဒါ Moises Caicedo ကိုသူတို့အဲခေါ်ယူစိတ်ဝင်စားရဲဆိုပြီးတော့ဒါသတင်းတွေရကျွန်တော်တို့သိရရဲ့ပေါ့နော်ဆိုတော့အာ Real Madrid ကတော့ထုံးစံတိုင်းပေါ့နော်ဒါကစားသမားတွေကိုအရင်ဦးဆုံးအရင်ဦးဆုံးသူတို့လေးတန်ပစ်တယ်လေးတန်ပစ်ပြီးသွားရင်အဲဒီကစားသမားတွေရဲ့စာချုပ်အခြေအနေပုံမှာမူတည်ပြီးတော့ဒါ free ီးရအောင်အလုပ်တဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့ဒါနေမကြခဏတွေ့ခဲ့ပြီးပြီးသွားပြီပေါ့နော်အဲကျွန်တော်လီဗာပူးဆိုဒါခံစားခဲ့ရတာပေါ့နော်အလက်ဇန္ဒားအနိုရောအခုဟိုဒီလက်ရှိအီဘရာဟီမာကိုနာတီရောပေါ့နော်တော့ဒါပေမဲ့တခုရှိတာကဒိုမနစ်ဆိုဗစ်လိုင်းကကျွန်တော်တို့လက်ရှိချိန်မှာလီဗာပူးနဲ့စာချုပ်သက်တမ်းက3နှစ်အထိကျန်သေးရဲ့ဒီ2028ຫນွေမှာစာချုပ်သက်တမ်းကုန်မှာလက်ရှိအနေအထားမှာဆိုရင်လေဒိုမနစ်ဆိုဗစ်လိုင်းကိုကျွန်တော်တို့ကစာချုပ်သက်တမ်းဒူဘူးအတွက် contract contract ကိုသူတို့ ဒါ offer လုပ်လိုက်ပြီလို့တတိယနေရာသိရတယ်ဒါကစားသမားနဲ့ကစားသမား agent နဲ့ဒါအတင်းနဲ့ဆက်ပြီးတော့ဆက်ပြီးတော့ဆက်လက်ပြီးတော့ညှိနှိုင်းနေရလို့ကျွန်တော်သိရတယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်ရဲ့ captain ပေါ့နော် captain Virgil van Dijk ကဒီဒီပေါ့နော်ပြီးခဲ့နောက်ဆုံးကစားခဲ့တဲ့ကျွန်တော် Lithuania နဲ့ဒါ FIFA World Cup qualifier ပွဲမှာသူကဒါဒီသူတို့ Netherlands ရဲ့ Frank Dibo Dibo ကပေါ့နော်သူတင်ထားတဲ့စံချိန်အဲ့စံချိန်က อะติ้งအတော်ဒီဥဆောင်တဲ့ကပတိန်ပေါ့เนาะဒါအသင်ကောင်းဆောင်အဖြစ်အများဆုံးဥဆောင်ကစားတဲ့ပွဲကြီးတွေကိုသူကကြော်သွားပြီလက်ရှိဖန်ဂျီဗန်နိုက်ကနယ်သာလန်အသင်းရဲ့ပွဲအများဆုံးအသင်ကောင်းဆောင်ဆိုတဲ့ record ပေါ့เนาะစံချိန်ကိုရရှိသွားခဲ့ပြီပဲဖြစ်တယ်ပေါ့เนาะပြီးတော့တစ်ခါကျတော့ဒီဖန်ဂျီဗန်နိုက်ကဒါကောလာဟာလာတတိနေရာဒီဒီ world cup ပေါ့เนาะဒီ world cup ပြီးသွားမယ်ပြီးသွားရင်ကျွန်တော်တို့နယ်သာလန်ရွေးစဉ်အသင်းကနေပြီးတော့ အဲဒါယူမယ်ဆိုပြီးတော့လေသတင်းနေပေါ့နော်ကောလာဟာသတင်းနေကတက်လာတာမျိုးကိုတွေ့ရတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော် isat ပေါ့နော်လေဇနိုင် isat ကပြီးရင်နောက်ဆုံးကစားသွားခဲ့တဲ့ကျွန်တော်တို့အဲဒီ Sweden နဲ့ qualifier ပွဲမှာမပါခဲ့ဘူးပေါ့နော်မပါခဲ့တော့ဒါအဲဒီ Sweden နေပြဖြစ်တဲ့ Green Porter ကတော့ပြောတယ်ဗောဒီ isat မပါတဲ့အရာကဒါသူ့ရဲ့တန်ရာပြဿနာကြောင့်မဟုတ်ဘူးအဲသူ့ရဲ့ technical ဘိုင်းဆိုင်ရာဒါ အာဟိုအကြောင်းပေါ့နော်သူရဲ့ဒီနီးပြူဟာဘိုင်းဆိုင်ရာအကြောင်းဒီဆက်ကိုမတုံးတာဖြစ်တယ်လို့တော့ပြောသွားတယ်။အဲဆိုတော့အီဆက်ကလောလောဆယ်မှာတန်ရာကင်းရှင်းနေမယ်လို့ကျွန်တော်တို့မျှော်လင့်လို့ရတယ်။အဲဒီဘူးကိုပြန်ရောက်တဲ့အခါကျရင်လည်းကျွန်တော်တို့အဲဘောဒက်ဆက်တဲ့ရောက်စင်မဟုတ်ရင်တော့မှဒါဘန့်ချ်မှာပဲဖြစ်ဖြစ်ကစားချိန်မိနစ်ဒီကစားနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ထားလို့ရတယ်ပေါ့နော်။အဲပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပေါ့နော်ဂူဟီပေါ့နော်ဂူဟီရဲ့ transfer ကိုကျွန်တော်နည်းနည်းလေးအာဒါမျှော်မှန်းလို့ရတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပေါ့နော်လက်ရှိအခုလီဗာပူးကကြည်နေတဲ့ပေါ့နော်ကြည်နေတဲ့ကြည်နေရဆိုတာကလိုက်နေတဲ့အဲခံစမှုတွေသူတို့ကြည်နေတဲ့ခံစမှုတွေရှိရဲ့အထူးသဖြင့်ဒီအင်တာမီလန်နောက်ခံလူဖြစ်တဲ့ဒါအဲဘတ်စလိုနီဆိုရင်တော်တော်ကိုနမည်နမည်ထွက်နေရပါတော်တော်ကိုသတင်းတွေတက်နေရဒါပေမဲ့တခုရှိတာကဘတ်စလိုနီကလည်းစာချုပ်သက်တမ်းကကြံသေးရသူ၃နှစ်လာမသိဘူးကြံသေးရကြံသေးရဖြစ်တဲ့တေချာပေါင်းကတော့ဒါဒီဟို တန်းပေါ့တော့တန်း3 4 50လောက်နဲ့ရမှာမဟုတ်ဘူးအဲအနည်းဆုံးဒါ euro 80 80လောက်ကိုကျွန်တော်တို့ပေးရတယ်ပေးရနိုင်မယ်ပေါ့နော်အဲတချို့သတင်းတွေအများဆိုရင်ဒါ van dai ရဲ့စံချိန်ကိုချိုးပြီးတော့ကျွန်တော်တို့ကပားအစီအကြီးဆုံးဒါနောက်ခံလူတယောက်ဖြစ်လာမယ်ဆိုပြီးတော့သတင်းတွေအရဒါ hola hala ကြီးကတက်လာပြီပေါ့နော်အဲကျွန်တော်အမြင်ကတော့တကယ်လို့ပေါ့နော် liverpool ကအာဒီဘတ်စတိုနီတယောက်တည်းကိုပဲပုံရောပြီးခုံမယ်ဆိုရင်တော့မပြောတတ်ဘူးနော်အဲမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီဟာလည်းအရန်ဖြစ်နိုင်ကြီးနေတယ်ဆိုတော့ တကယ်လို့လီဗာပူးကခုနကစီမန်ညိုကိုဗလီကလော့ကိုပေးပြီးတော့ပေါင်း65အသန်းပေးပြီးတော့ခေါ်မယ်ဆိုရင်ခန်စမူးအနေနဲ့ကမက်ဂေဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဂေဟီကကျွန်တော်တို့လာမဲ့ဒီຫນွေမှာဒီရာဒီကုန်ရင်သွားစာချုပ်တက်တန်ကုန်သွားပြီ။ဆိုတော့ဂေဟီကိုဒါခရစ်စတီဘယ်လီကလည်းအလုံးနဲ့လက်လွတ်ချင်မှမဟုတ်ဘူးပေါ့နော်အဲသူလည်းရရရနိုင်တလို့သူဂေစီကနေပြီးတော့ဒါငွေငွေငွေ အငွေကြေးတစုံတရာရအောင်သူတို့ကတောင်းပါပြီပေါ့နော်ဆိုတော့အဲကျွန်တော်တို့ဒါဒီမျှော်မှန်းလို့ရတာကျွန်တော်စိတ်ကူးရင်လို့ရတာပါပြောရမယ်ဆိုစိတ်ကူးရင်လို့ရတာကဒါစင်မန်းညိုးကိုစာချုပ်တက်တန်စာချုပ်ဖြတ်သိမ်းကြီးပေးပြီးတော့ခေါ်ရရဲ့ plus ပြီးတော့တကွာကဲဟီကိုပေါင်တန်း20နဲ့30ပတ်ချလဲဂျာထဲမှာအဲခေါ်ပြီးတော့ဒါတိုက်စစ်ကောကန်စစ်ကောကိုဒါဖြည့်ဖြည့်စည်းတာလဲဖြစ်လာနိုင်ကြီးရှိရပါတော့အဲဒီဟာကကျွန်တော်ဒါနောက်ဆုံးဒီနေ့ပေါ့နော်ဒီနေ့ဒါ19ရက်17လ2025နောက်ဆုံး ကြားတဲ့အဲစိတ်ဝင်စားပွဲရန်ဒီပေါ်ကူတည်င်းတူလေးတွေဖြစ်ပါတယ်ဆိုတော့အာတခြားတည်င်းတွေတခြားအရာတွေရှိရင်လည်းအာကွန်မန့်မှာလာပြီးရောဆွေးနွေးတော့ပြီးလို့ရပါတယ်အဲလာကြည့်ပြချင်ညီကူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါခင်ဗျာ